ဒေါ်လာရှာလို့ရတဲ့ Telegram Channel ဖွင့်နေ တယ်ရီဂန်ကောက်တခုရှိရုံနဲ့နေတိုင်းဝင်ငွေရှာလို့ရတဲ့တယ်ရီဂန် channel ဖွင့်နေလေးကိုပြောပြပေးပါမယ်ကျွန်တော်တို့တယ်ရီဂန် channel ဖွင့်မယ်ဆိုရင်တော့တယ်ရီဂန်ကောက်ထဲကိုဝင်လိုက်ပါနော်တယ်ရီဂန်ကောက်ထဲကိုယူလာပြီဆိုရင်တော့ဒီအောက်ကခန်းတန်း logo လေးကိုတစ်ချက်နှိပ်ပါမယ်ဒါဆိုရင်ဒီနေရာကို ထပ်ပြီးရောက်လာမှဖြစ်ပါတယ်ဒီအောက်ကကျွန်တော်တို့မြူး channel ဆိုတဲ့ကောက်ကိုဒီကောက်လင်းကိုတစ်ချက်ထည့်နေပါမယ်โอเคဒါဆိုရင်ဒီ channel name ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ page နဲ့ channel နေကိုပေးလိုက်ပါနော်ကျွန်တော်ကတော့ဒီ channel name ဆိုတဲ့နေရာမှာ make money လို့တစ်ချက်ပေးလိုက်ပါမယ် make money Okay ဒီလိုမျိုး channel နဲ့ကို make money လို့ထားလိုက်ပါမယ်ပြီးရင်ဒီရောက်က description ဆိုတဲ့နေရာမှာကြာတော့လူတွေကျွန်တော်တို့ channel ထမ်းကိုဝင်လာတဲ့အချိန်မှာကျွန်တော်တို့ channel ကဘယ်လိုမျိုးကြော်ရွတွေတင်လဲဆိုတာကိုဒီနေရာမှာလာရေးထားလို့ရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာချက်ရေးလိုက်ပါမယ်ဒီမှာကျွန်တော်ရန် channel ကတော့ငွေရှားလို့ရတဲ့နီလန်တွေကိုမျှဝေပေးပါတယ်လို့ကျွန်တော်ဒီလိုမျိုးရေးလိုက်ပါမယ်ဒီ description ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ကြိုက်တဲ့အရာကိုရေးလို့ရတာဖြစ်ပါတယ်ခင်ဗျာ Okay ပြီးရင်ဒီနေရာမှာ ကျွန်တော်တို့ channel ရဲ့ dashboard ကိုထည့်ချတိုင်းဆိုရင်လည်းကျွန်တော်တို့ဒီပေါ်က camera logo လေးကိုတစ်ချက်နှိပ်လိုက်ပါနော်ဒီနေရာမှာကျွန်တော်တို့ရဲ့ channel ရဲ့ dashboard တွေကိုလာထည့်လို့ရတာဖြစ်ပါတယ် okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့ channel ရဲ့ dashboard ကိုကျွန်တော်ကတော့ဒီနေရာမှာ emoji link နဲ့တစ်ချက်ထည့်လိုက်ပါမယ်နော်ဒီနေရာမှာကျွန်တော်တို့ထည့်ချတဲ့ပေါ်ကိုထည့်လို့ပြီးပြီဆိုရင်ဒီအောက်ကပြရောက်လေးနဲ့ set channel photo ဆိုတဲ့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါ โอเคဒါဆိုရင်ဒီမှာကြာတော့ကျွန်တော်ခုနကထည့်လိုက်တဲ့ဒေါ်လာဈေးလင်းဖြစ်ပါတယ်เนาะဒီ channel တဘောကတော့ကျွန်တော်တို့ရဲ့ကြိုက်တဲ့ဘောကိုထည့်လို့ရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ channel နဲ့ description channel ရဲ့တဘောတွေကိုထည့်လို့ပြီးပြီးဆိုရင်တော့ဒီဘောကမှတ်ချက်လို့ကိုလေးကိုတစ်ချက်နေလိုက်ပါ ဒါဆိုရင်ဒီနေရာကိုရော်လာမန်းဖြစ်ပါတယ်နော်ဒီ channel type ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့အရေးကြီးဆုံးဖြစ်ပါတယ်ဒီ channel type ဆိုတဲ့နေရာမှာဒီမှာကျွန်တော်တို့ channel ဖွဲလို့ရတဲ့အရာကတော့နှင်းမျိုးရှိတာဖြစ်ပါတယ်နော်ဒီပေါ်က public channel နဲ့ဒီရောက်က private channel ဆိုပြီးနှင်းမျိုးရှိတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီပေါ်က public channel ကိုရွေးပြီး Telegram channel ကောင်းဖွဲမှာကျွန်တော်တို့က Telegram မှာ monetization ကနေဒေါ်လာဝင်ငွေတွေရှားလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီရောက်ကကျွန်တော်တို့ private channel ကိုဖွဲ့တိုင်းဆိုရင်တော့ကျွန်တော်တို့က Telegram မှာ Telegram monetization ကနေဒေါ်လာဝင်ငွေတွေရှာလို့ရနိုင်မှာမဟုတ်ပါဘူး။ Okay ဒါဆိုရင်ဒီပေါ်က public channel ကိုတစ်ချက် select ပေးလိုက်ပါမယ်။ပြီးရင်တယောက်က public link ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ရဲ့ Telegram channel ရဲ့ link ကိုဒီနေရာမှာကျွန်တော်တို့ကိုယ်တိုင်လက်ဖန်တီးလို့ရတာဖြစ်ပါတယ်နော်။ကျွန်တော်တို့ကဒီလေဖန်တီးတာကတော့ကျွန်တော်တို့ရဲ့ Telegram channel ကိုအခြားသူတွေကိုကျွန်တော်တို့လေရှယ်ပြီးဖိတ်ခေါ်မှဖြစ်တဲ့အတွက်ကြောင့်ဒီအောက်က public link ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ Telegram ချနိုင်ရလေကောဖန်တီးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကြတော့ကျွန်တော်တို့ကြိုက်တဲ့လေကောဖန်တီးလို့ရတာဖြစ်ပါတယ်နော်ကျွန်တော်တချမ်းဖန်တီးပြပေးပါမယ်ဒီနေရာမှာကျွန်တော်တို့တရီကန်ချနိုင်ရလေဖန်တီးတဲ့ဆိုရင်တော့အနေဆုံးစလုံးငါလုံးရှိရပါမယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာမစ်မန်နီလို့တချမ်းရရှားလိုက်ပါမယ်နော်ဒါဆိုရင်ဒီလေကောကတော့အတိုးပြထားတဲ့သူရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာတိုးပြလို့မရပါဘူးနော်တင်းနေတစ်ထပ်ပါမယ်တင်းနေတုံညာနေသားလို့ထည့်ကြည့်ပါမယ်โอเคဒါဆိုရင်ဒီလိုမျိုးတယောက်က အစေးရောက်လေးနဲ့ကျွန်တော်တို့ဖန်တီးလိုက်တဲ့ username ကအတိပဲလို့ပေါ်တိုင်းဆိုရင်တော့ကျွန်တော်တို့က delay ကိုတိုးပြလို့ရတာဖြစ်ပါတယ် โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ဒီပေါ်က public channel ကိုလည်းရွေးလို့ပြီးပြင်ဒီအောင်ကလည်းကျွန်တော်တို့ public လဲလန်ထဲလို့ပြီးပြီးဆိုရင်တော့ဒီပေါ်ကကျွန်တော်တို့မှတ်ချက် logo လေးကိုတစ်ချမ်းနှိပ်လိုက်ပါမယ်โอเคဒါဆိုရင်ဒီ subscriber ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ခုနကဖန်တီးလိုက်တဲ့ကျွန်တော်တို့ရဲ့ Telegram channel ထဲကိုကျွန်တော်တို့ Telegram ကောက်ထမ်းမှရှိတဲ့ friend တွေကိုဒီနေရာမှာကျွန်တော်တို့ subscriber နေနဲ့ထည့်ချင်တဲ့ဆိုရင်လည်းထည့်လို့ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာလက်တွေမထက်ပြပေးတော့ပါဘူးเนาะတယောက်ကပြာရုံမြားလေးကို ஓடிச்சேன் நீ லாய் பாமே โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ငွေရှားလို့ရတဲ့ Telegram Channel ကောက်တခုကိုဖွဲ့လို့ပြီးသွားပြီပဲဖြစ်ပါတယ်ဒီနေ့ရမှာကျွန်တော်တို့ Telegram Channel နဲ့ဘလို့မျိုးငွေရှားလို့ရလဲဆိုတာကိုပြောပြပေးပါမယ်ကျွန်တော်တို့ဖွဲ့လိုက်တဲ့ Telegram Channel မှာ Dear Boss က Subscriber တစ်ထောင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီနေ့ရမှာ Telegram Monetization ကနေတော်ကွိုင်းနဲ့ဒေါ်လာဝယ်ငွေတွေကိုရှားလို့ရတာဖြစ်ပါတယ်ဒီနေ့ရမှာကျွန်တော်တို့က Telegram Channel ဖွဲ့လို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့လိုရမယ့်အရာကတော့ကျွန်တော်တို့ရဲ့ Telegram Channel မှာ ဒါပေါ်တွင်ဗီဒီယိုတွင်စာတွေတင်ပြင်ကျွန်တော်တို့က subscriber 1000ကိုအရင်ဆုံးရှာရမှဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီနေ့ရမှဒါပေါ်တွင်ဗီဒီယိုတွင်စာတွေတင်ပြင်ကျွန်တော်တို့ဖွင့်ထားတဲ့ Telegram channel ကဒီပေါ်က subscriber 1000ပြည်ပြီးဆိုရင်တော့ကျွန်တော်တို့စာပြင် Telegram မှာ monetization နဲ့ဒေါ်လာဝင်ငွေတွေနေတိုင်းရှာလို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ရဝင်ငွေရနေတဲ့ AT Challenge Money Gain channel လေးကိုတစ်ချက်ကျွန်တော်ပြပေးမှဖြစ်ပါတယ်နော် Okay ဒါဆိုရင်ကျွန်တော်ရဒီ AT Challenge Money Gain ်ခြားနိုင်လေကတော့ဘလို့မျိုးဒေါ်လာဝင်ငွေတွင်တတိယခြားနိုင်ကနေရာနေလဲဆိုတာကိုကျွန်တော်ရဲ့မိတ်ဆွေတို့ကပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ရမှာကျွန်တော်တို့ဖွဲ့ထားတဲ့ခြားနိုင်ကတော့ subscribe တစ်ထောင်ပြည်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီအောက်က byte lab ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ခြားနိုင်မှာရလာတဲ့ဝင်ငွေတွေကိုလာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီအောက်က byte lab ဆိုတဲ့ကောက်ကိုတစ်ချန်နေလိုက်ပါမယ်โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ရဲ့ Telegram Channel က Subscriber တထောင်ပြည်ပြီးဆိုရင်တော့ဒီနေ့ရမှာဒီအောက်ကဒေါ်လာ logo လေ ဲနဲ့ monetization ဆိုတဲ့အကောင့်လေးကိုဒီမှာမိတ်ဆွေတို့ရင်တွေ့ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ monetization ဆိုတဲ့အကောင့်ကိုနေပြင်ဒီနေရာမှာကျွန်တော်တို့ Telegram channel မှာရလာတဲ့ဒေါ်လာလေးတွေကိုလာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီ active reward ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ channel မှာရလာတဲ့ဒေါ်လာလေးတွေဖြစ်ပါတယ်နော်သူတို့ကကျွန်တော်တို့ကတော့ coin နေနဲ့ပေးတာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ active reward ဆိုတဲ့နေရာမှာတော့ coin ထန်းကင်ကျွန်တော်တို့တော့ coin subscribe ပြည်တဲ့ဆိုရင်တော့စာပြေငွေထုတ်ယူလို့ရပြီပဲဖြစ်ပါတယ်ဒီ ောက်ကကျွန်တော်မှာတောင်ကွိုင်းကတော့0.9ကွိုင်းကိုတယောက်ကဒေါ်လာကတော့ဒေတာတမ်းမှာ66ဒေါ်လာယာနေတာဖြစ်ပါတယ်နော်ဒီလိုမျိုးကျွန်တော်တို့တယောက်ကနေစဉ်ဒီလိုမျိုးတောင်ကွိုင်းလေးတွေကတော့သူတို့ကပေးတာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီနေ့နိုဝင်ဘာနိုဝင်ဘာတရက်နေ့တောင်ကွိုင်းကတော့0.01ကွိုင်းကိုပေးတာဖြစ်ပါတယ်နော်ဒီမှာကြည့်လို့ရတာဖြစ်ပါတယ်နိုဝင်ဘာတရက်နေ့ဒီနေ့ပါနော်ဒီနေ့ရမှာကျွန်တော်တို့ရန် Telegram Channel က monetization ရသွားပြီဆိုရင်တော့ဒီလိုမျိုးသူတို့ကကျွန်တော်တို့ကိုနေစဉ်တောင်ကွိုင်းလေးတွေပေးတာပါ site ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့ Telegram channel account ဖွဲ့ပြင်ကျွန်တော်တို့ subscriber တစ်ထောင်ရှာပြင်ဒီလိုမျိုးကျွန်တော်တို့ Telegram မှာဒေါ်လာလေးတွဲကိုနေစဉ်လာရှာလို့ရတာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုး Telegram channel account ဖွဲ့ပြင် Telegram မှာဒေါ်လာဝင်ငွေလေးတွဲကိုအများကြီးလာရှာလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတို့လည်း Telegram မှာဒေါ်လာဝင်ငွေလေးတွဲအများကြီးရှာနိုင်ကြပါသေးလို့ဆုတောင်းပေးပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲရလိုက်ပါမယ်နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်နော်ဘိုင်ဘိုင်